စီစဉ်လုပ်ငန်းတွေမှာလျှက်စစ်စွမ်းအင်အစာထိုးအဖြစ်ဆိုလာပါဝါပလန့်တွေဝယ်ယူတက်ဆင်အသုံးပြုဖို့ငွေကြေးအရင်းအနှီးလိုအပ်ချက်အတွက်ချင်းငွေရှောက်ထားနိုင်ကြောင်းဗန်နာယင်းနဲ့အခွန်ဝင်ကြီးဌာနကနေသိရပါတယ်။စီစဉ်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေမတ်တီရင်းနှီးငွေအတွက်ချင်းငွေတင်ပြရင်းငွေကြေးအရင်းအနှီးလိုအပ်ချက်ကိုထည့်သွင်းဖို့ပြရှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ စီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေရန်ပုံငွေအတွက်နိုင်ငံစည်းပွားမြင့်တင်ရေးရန်ပုံငွေမှကျပ်90ဘီလီယံခန့်အုပ်မှတည်ထည့်ဝင်ထားပြီးထမတ်လိုအပ်ပါကဘဏ္ဍာအခွင့်ဝင်ကြီးဌာနမှတဆင့်အစိုးရအဖွဲ့ထံတင်ပြတောင်းခံခွင့်ရှိကြောင်းချင်းငွေရန်ပုံငွေဘဏ္ဍာရေးစည်းမျဉ်းများအရသိရပါသည် ရန်ကုန်ငွေကနေစီးဆက်တွေကိုလုပ်ငန်းအမျိုးအစားအလိုက်လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက်အနည်းဆုံး7တန်း10မှအများဆုံး7တန်း900အထိချင်းငွေအတွက်တတန်းတစ်နှစ်မတ်တီရင်းနှီးငွေအတွက်အနည်းဆုံး7တန်း20မှအများဆုံး7တန်း900အထိချင်းငွေအတွက်တတန်း3နှစ်သတ်မှတ်ထားပါတယ်စီစအကြီးများကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ဆက်အစ်တိဆောက်ခြင်းဒိုချေတက်ဆင်ခြင်းများအတွက်ချင်းငွေပမာဏချက်တန်းတထောင်ချင်းငွေတက်တန်း၃နှစ်အထိရယူနိုင်ပါသည် ချင်းဝီရီအပေါ်တစ်နှစ်ကိုအတိုးနှုန်း900ခိုင်နှုန်းနဲ့ထုတ်ချေးပေးမှဖြစ်ပြီး၃လတကြိမ်အတိုးပေးသွင်းရမှဖြစ်ကာအရင်ပြတ်ဆက်ဖို့တမက်ကာလာကျော်လွန်တဲ့ချင်းဝီရီအပေါ်တစ်နှစ်ကိုအတိုးနှုန်း100ခိုင်နှုန်းပေးသွင်းရမှာပါအတိုးပေးဆက်ဖို့ပြက်ကွက်ပါကပြက်ကွက်အတိုးပေါ်တနစ်ကိုစရင်ပို့ထုတ်ချင်းွေအတိုးနှုန်းအတိုင်းပြက်ကွက်ကြီးကောက်ခံသွားမယ်လို့ချင်းွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကနေသိရှိရကြောင်းပါခင်ဗျာ